ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီနေ့ပေါ့နော်ကျွန်တော်တို့ကျွန်တော်သားလေးရဲ့ဒီအကြောင်းအနှစ်စင်ပြုလုပ်ပေးတဲ့ဒီပြင်ပလိလာရေးခီးဆိုပေါ့နော်ခီးစင်ပေါ့အဲ့ဒါလိုက်ပို့ပေးအောင်နော်ပုံမှန်ဆိုရင်တော့အကြောင်းအနေပြီးတော့မှဒီအာလုံးခီးစင်အာလုံးစီစဉ်တာပေါ့နော်နှစ်နှစ်တိုင်းပေါ့ကျွန်တော်နေ့တော့ဒီနေ့တော့ဘာကြောင့်လဲမသိဘူးဒီမိဘကိုယ်တိုင်လိုက်ပို့လို့ရတယ်တဲ့ပြင်ကျိုးလို့ရတယ်ပေါ့နော်နေရာနီးလို့လာတော့မသိဘူးပေါ့နော် မဲ့အဆင်ပြေတယ်ပေါ့နော်အဲ့လိုလုပ်ရလဲကောင်းတယ်။ဘာလို့ဆိုတော့ဒီပြီးကြတဲ့နှစ်တွေတုန်းကလည်းဒီသတင်းနေရပေါ့နော်သိချမ်းသာရမကောင်းဘူးပေါ့ထိုင်မှားလေနော်ခဏခဏဖြစ်နေရအောင်ဆိုတော့ဒီကကူအလိုက်ပို့လို့ရအောင်ဆိုတော့လည်းကောင်းတယ်ပေါ့ဒီနှစ်တော့အဲ့ဒီနှစ်တွေတုန်းကတော့ကျွန်တော်လည်းဒီကလေးတွေကိုမပိုးတော့ဘူးပေါ့နော်အဲ့လိုမျိုးဟွာဖြစ်တယ်ပေါ့စိုးရိမ်နေပေါ့အဲသတင်းလည်းမကောင်းဆိုတော့လေနော်အဲ့လိုကလေးတွေဒီပြန်ပါလိုက်လိုက်ခီးသွားတဲ့ခီးစင်တွေကလေကြောင်းအပူတွေခီးစင်တွေက ကလေးကလေးလန်ခီးမှာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကိုလည်းစိတ်မကောင်းဖြစ်တာပေါ့အဲဒါကြောင့်မလို့မထဲတော့မပိုးတော့ဘူးပေါ့တော့ဆုံးပြည့်ချက်ဒါပေမဲ့ဒီလုတ်ခီးစင်เนี่ยကောင်းပါတယ်ကလေးတွေအတွက်ဘုသူတရရတယ်နော်ပြုရှင်တကယ်ပြင်ပနဲ့တည်ကျခင်ရဆိုတော့လीနော်ဘုသူတဖြစ်စေတယ်ပြုလို့ရှင်အမှတ်တရတွေကိုဖန်တီးပေးနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့လိုက်ပို့တင်တယ်ခင်ဗျာနော်